ကျွန်တော်ဒီပြန်ပြောရုပ်ရှင်ကားကလူငယ်တွေအစ်စ်တွေအကုန်လုံးစုပြီးတော့မှ100%ကြော်ဒီစူးစမ်းထားတဲ့ကားဖြစ်တဲ့အတွက်အဲကျွန်တော်တို့အများကြီးအားပေးကြမယ်ထင်ပါတယ်ပြီးရင်လည်းကျွန်တော်တို့ဝေဖန်ပေးကြပါဦးဒီလူငယ်တွေကိုလည်းအခွင့်အလမ်းပေးခဲ့ဒီဂျွဲပေချာပေါ့နော်ဒီထုတ်လို့ရေလည်းကျေးဇူးတင်ပါတယ်ဒီထဲမှာဒီ story 3ခုပေါ့နော် story 3ခုမှာဆိုရင် plain language ကိုတစ်ခုချင်းစီ ွားထားတယ်ကျွန်တော်တို့စီမှာဒါအတိတ်တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။နောက်ဆို storytelling နဲ့ညှိပြီးတော့မှ fluent language ကိုတစ်ခုကိုတစ်ပိုင်းကိုတစ်မျိုးစီတွားထားတယ်။အဲအဲ့ဒါ तू तू မသိအောင်ကျွန်တော်ခိုးပြောတာ။အဲ့ဒါအဲ့ဒါပါပဲ။ကျွန်တော်ပြောရမှာမှာရင်မချင်းကြီးရဲ့ညီကိုဟာအရန်ချစ်ခင်သူတို့နောက်ကရှိမှာရဲ့ဆိုတော့နော်ကျွန်တော်နေတာဒါပြန်ပြောရမှာပါ။အဲစုံတာစုံနေစုံနေစုံလေးဝတ်ထားလိုက်ပါအော်အော်လေးဝတ်ထားလိုက်ပါလေးဝတ်ထားလိုက်ပါတီးခြင်း ြန်ပြောရုံတင်ကျွန်တော်ကြည့်ပြပါကြည့်ပြတော့ပါ Driver နဲ့ကျွန်တော်နဲ့ chemistry ပြီးတော့လှုပ်လှောက်ရတာပို့ပြီးတော့ဟိုပို့ပြီးတော့မြန်လဲမြန်တယ်ပို့ပြီးတော့ဟိုတယောက်တယောက်ကဘာလိုချင်လဲတယောက်ကဘာလိုချင်လဲဆိုတော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်သိတာပေါ့ဟုတ်ဟို chemistry ပို့မိလာပေါ့ Driver နဲ့ဒီအချင်းချင်းကျွန်တော်တို့ cast တွေကကျောင်းကိုမျိုးလုံးလေးမျိုးလုံးလေးလူလေးဒီလူလေးနဲ့လူလေးလဲလိုက်တဲ့ဟာအစမင်းစိတ်တွေမှာပါရှိလဲဆိုတော့သိရဆိုတော့ဖြစ်သွားတာဒရိုက်တာအဲ့လိုမျိုးပါ ဟာကျွန်တော်တို့ပဲကမစီမီနေလို့မရဘူးเนาะဒရိုက်တာနဲ့လည်းကမစီမီတော့အလုံးလုံးကလည်းပို့ပြီးတော့အဆင်ပြေပို့ smooth ဖြည့်ပြီးမှာပို့ပြီးပြောဖို့ကောင်းတာဘူးပြောဖို့အလုံးလုံးလည်းပို့ကောင်းတာပထမတစ်ဆင့်တော့ဒါကျွန်တော်တို့လူငယ်ကြီးပဲဖြစ်တော့ကျွန်တော်တို့ရဲ့တစ်လင်လက်ဆက်မှုတွေကိုကျွန်တော်တို့ရဲ့ဟိုအရင်ကစိတ်ပေါ့နော်ဒီဒီဖန်တီးမှုတွေပေါ်မှာကျွန်တော်တို့ရိုးသားလောက်ချင်တယ်ဆိုရင်အရင်ကစိတ်နဲ့ကျွန်တော်တို့လုပ်ခဲ့ရဖြစ်တဲ့အကြောင်းဒါကျွန်တော်တို့အပြည့်ဝပရိသတ်ကိုတင်ဆက်လိုက်နိုင်ပါတယ်ပေးလိုက်နိုင်ပါတယ်အကောင်းဆုံးနေပဲကျွန်တော်တို့ပြီးချင်းခဲ့တာပါ အဓိကသူ့ယောက်ျားကမေယုရှိတယ်သဘောမတူဘူးလို့ပြောတာလိုက်ပြီးရောငွားကြီးဖြစ်ပြီးတော့အမွေလိုက်လို့နည်းနည်းစားတယ်ပြန်မပြောရမှာအစွမ်းကုန်ကြိုးစားရတာဆိုတော့ဒီရုံပေါ်ရောက်လို့ရှိရင်လည်းပြိတ္တတွေအကြိုက်နဲ့တက်မယ်လို့လည်းထင်တယ်ပြီးတော့ဇလန်းကလည်းဟိုအခြားဇလန်းတွေဇလန်းနေနဲ့မတူဘူးနည်းနည်းစမ်းစမ်းတက်တဲ့ဘက်ကိုသွားတော့အပြိတ္တကြီးစမ်းတက်တယ်မြင်ရမယ်လို့ကျွန်တော်ဒီကနေပြီးတော့ယုံကြည်ပါတယ် ပြီးတော့ကျွန်တော်ဇကားတကားထဲမှာလည်းဇလန်းသုံးပုတ်ကျော်ယူတစ်ခုထဲမှာအမိပြုပြီးတော့ဖြစ်တဲ့ကားကားဖြစ်တဲ့အတွက်အဲအမှကျွန်တော် January 5မျိုး6မျိုးလောက်ခံစားပြီးတော့မှတကယ်ကိုဇလန်းတပုတ်တပုတ်ပြီးတိုင်းမှာလည်းသူမတူတဲ့ရာသမျိုးတွေလည်းမြင်တွေ့ရမှာဖြစ်ပါလေခံစားမှာဖြစ်ပါလေရာသတော်တော်များများတော့ခံစားမှာပါအဲမျောမျောလင်းကျဲဆိုတာတဲ့ပေါ့နော်ဟိုကျွန်တော်တကူရီစာကျွန်တော်ကတော့ဒီတလန်းချင်းသွားနေတာတလန်းချင်းသွားနေတာဖြစ်တဲ့အကြောင်းဒါကျွန်တော်တို့ရဲ့ပထမလုံနိုင်တဲ့အဟာတွေကိုတော့ကျွန်တော်တို့လုတ်ခဲ့ပြီးပြီ အဲကျွန်တော်တို့ကားလေးလည်းအခုအရာတင်ပြီးတော့ယုံမော်ရောက်ပြီပရိသတ်ရဲ့ဝေဖန်ကိစ္စမှုကိုကျွန်တော်တို့စောင့်ရမယ်အဲအကောင်းမြင်တဲ့စိတ်နဲ့ကျွန်တော်တို့မျှော်လင့်ထားပါတယ်အရာအလုံးဟုတ်ဘလို့ချင်းနေဖြစ်ဖြစ်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲကျွန်တော်တို့ဘယ်ရွေးမှာဘလို့ပဲရိုက်ခဲ့ရိုက်ခဲ့အဲကိုတိမှုတက်မှုတွေနဲ့ပဲစွမ်းလုံးကြိုးစားတာဖြစ်တဲ့အတွက် result ကတော့ကျွန်တော်တို့အရန်စိတ်ကျေနပ်တယ်အဲကြီးတဲ့ပရိသတ်ပဲအကဲဖြုတ်ပဲကျွန်တော်တို့လည်း ကဲပါကျွန်တော်လည်းအောင်ကြီးပြောသလိုပဲပြန်ကြည့်လိုက်တဲ့အချိန်မှာလည်းအဲကိုကိုလည်းအားရပါတယ်အဲဒီပြန်မပြောကအဲရုပ်ရှင်တစ်ခုလုံးကိုလည်းကျွန်တော်ကျွန်တော်ကျွန်တော်တယောက်တည်းအနေနဲ့အားရပါတယ်ပြိတက်ကြီးအဲကြည်ပြီးတော့အဲဝေဖန်သုံးသပ်ကြံပြုတ်ဝေဖို့ပဲလိုပါတော့တယ်ခင်ဗျာကျွန်တော်ရရင်ခုန်နေပါတယ်ခရေကရေလို့တော့မဟုတ်ဘူးခင်ဗျာအဓိကတော့ဇောကပြောသလိုအာကျွန်တော်တူးတဲအမြင်ရတော့ဒါကိုဝင်းပါနော် အဲကိုဝင်းကိုကျွန်တော်ကလူရောက်ကိုသူ့ရဲ့အရင်ချင်းတွေသူဖန်တီးနိုင်တဲ့ဟာတွေကိုကျွန်တော်ဟိုတိကျခံစားမိတယ်။နောက်ဝေဖန်မိဟိုဝေဖန်တယ်ဆိုတာတဲ့ကျွန်တော်ကျွန်တော်စိတ်ထဲမှာအဲ့လိုသူသူလုံရင်ကောင်းမယ်ဆိုရယ်ယုံကြည်မှုသူ့ပေါ်မှာရှိတယ်။ရှိတဲ့ခါကျတော့သူအဓိကသူ့ပေါ်မှာဘေးဆောင်ဖြစ်သွားတဲ့အာဟိုရွေးချယ်မှုလေးတစ်ခုပါပဲပေါ့နော်။အဲ့လိုပါပဲကလေးကားဆိုတာလေနော်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီဟိုကိုဝင်းเนี่ยပြန်မပြောอ่ะ မှာမှာစပြီးတော့ဟိုစုံစုံဖြစ်တယ်ဇလန်စပြောတဲ့ကကိုဝင်းကအဲ့လိုဟိုတတိယရာရှင်းပြတယ်ကျွန်တော်ကျွန်တော်ကျွန်တော်တို့နဲ့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ဒီ script ထဲမှာမပါတဲ့ငယ်ဘွားတွေအားစွဲထုတ်ပြီးပြောပြပြောပြရတယ်ဆိုတော့ဟိုဇလန်စပြောတဲ့ကကျွန်တော်ကျွန်တော်ကအဲ့လို character တွေဝင်သွားတယ်အဲ့လိုအဲ့လိုမျိုးစွဲထုတ်နိုင်တဲ့လူမျိုးဆိုတော့ကျွန်တော်ယုံကြည်မှုကလုံးဝအပြည့်ပဲပြီးတော့ကျွန်တော်ဒီ ပြန်မပြောရရိုက်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းဟိုသူတန်းတာတကူကလည်းဟိုကျွန်တော်တို့ script တွေဆိုလို့ရှိရင်ကိုကိုရဲ့ဟိုအပိုင်းနေပဲကိုဖတ်ရတာပေါ့ကျွန်내ကျွန်내အပိုင်းနေအောင်ကြီးပိုင်းနေဆိုလို့ရှိရင်ကျွန်တော်မဖတ်ရဘူးကိုနွေဦးပိုင်းနေဆိုလို့ရှိရင်လည်းကျွန်တော်မဖတ်ရဘူးဘေးမဖတ်ဘေးလည်းမဖတ်ဘူးဆိုတော့ကို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 ရဲ့ character ကိုပဲလုံးဝ ဟိုဒီဇိုင်းမမတ်သွားလို့ရတယ်ပြီးတော့ဟိုခုနကတော့ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့ဟိုဟာဘတ်စတိုရီတွေပါ အကုန်လုံးဟိုငယ်ဘဝတွေရောဗာတွေအကုန်လုံးဟိုရှင်းပြတာဆိုတော့ဟိုလုံးဝဟိုကိုဝင်းကပြီးတော့ဒီဟိုဟာဗာလဲအွန်ဆက်မှာလဲတေချာထိန်းထုတ်နိုင်တဲ့ဒရိုက်တာပါဟုတ် ဟုတ်ကျွန်တော်ကတော့ဒါသေးကရိုက်တာရွေးချယ်တာမရွေးချယ်တာအတွက်အဲကိုနေပြောဆိုပဲဗောနော်ကိုဝင်းဖြစ်နေလို့လည်းပါတယ်ဗောနော်ကျွန်တော်စပြီးဆက်သွယ်တုန်းကဆိုရင်လည်းကိုဝင်းနဲ့ပထမဆုံးစကားပြောမှုတဲ့အချိန်မှာဖုန်းပြောတာတနားကြီးကျော်နှစ်နာရီဗောဒါပထမဆုံးဗျာအဲဘာကြောင့်လဲပြောဒီရုပ်ရှင်ကြောင့်လဲပြောတယ်ပြောရင်းပြောရင်းနဲ့ကိုဝင်းရဲ့တကယ်ကိုဒီရုပ်ရှင်ပေါ်မှာဒီကျွန်တော်ဘယ်လောက်ထိယူသွတ်တယ်ဘယ်လောက်ထိ ဖြစ်ချင်တယ်ဘယ်လောက်ထိသူ သွားမယ်ဆိုတာမျိုးလည်းတကယ်မြင်ရတယ်ခံစားရတယ်ပေါ့အဲ့ရနေစားပြီးတော့အာကျွန်တော်ဒီပြန်ပြောရအောင်ရွေးချယ်ဖြစ်ပြီးတော့မှအဲတတဟိုခင်နာပူကြလေးကြလေးအဲ့လိုပို့ပြီးတော့မှသူ့ကိုယုံကြည်မှုပိုပြင်းလာလေပြီးတော့ကမဆွေပုံမိလာလေဟုတ်ကဲ့သူကသူ့ဘဝမှာလည်းလို့ရေရေထမင်းရယ်အဲ့လိုရက်ဒီပိုင်းလည်းမတော့ဘူးအဲ့လိုစစ်လေလည်းမတော့ဘူးစစ်လေလည်းမတော့ဘူးမတော့ဘူးမိမကိစ္စလည်းရှုပ်ရှင်းရခင်းနေအဲ့တော့သူ့မှာရေရထမင်းရယ်အဲ့ဟိုအလုပ်ရုပ်ရှင်ရုပ်ရှင်ဒါပဲဒါပဲနေစင်ဒါပဲလုပ်နေ กุ๊กกุ๊กเนี่ยดิไอ้หลูตู้จีลันกุ๊ก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 เนี่ยบาเพี้ยนเลยไอ้หลูไอ้ตะมิ้นอ่ะเยียตะมิ้นยุ้ยရှင်ดาเว้ยตัวเราเว้ยเต๊ดเต๊ดอย่ามาပြောอ่ะมาอธิกจูซาซะลั้นซะญูပြီးတော့အတက်တီးဖြက်ကဆိုကိုဝင်းကအကုန်လုံးဟိုစူးစမ်းထားတာဆိုတော့ဟိုသူစူးစမ်းမှုကိုကျွန်တော်တို့ကနောက်ကနေလုံးဝဟိုဟိုဘာယုံကြည်မှုမပြတ်အောင်နောက်ကနေလိုင်းမှလည်းရမှာဟို ကတ်တွေအကုန်လုံးလည်းတကယ်တကယ်စူးစမ်းထားတယ်ပြီးတော့ကိုဝင်းကကျွန်တော်တို့ကတ်တွေရဲ့ဟိုဘယ်လိုပြောမလဲဆိုတော့အားနေချက်အားတာချက်တွေဆိုလို့ရှိရင်လည်းသူဟိုဒီအပြတ်မပြောရမရိုက်ခင်တဲ့ရှေ့တနှစ်နှစ်နှစ်လောက်ထဲကကျွန်တော်တို့ကြိုပြီးတော့လေးလာထားပြီးသားကျွန်တော်ဒီမှာဘာအားနေချက်ရှိရဲဘာအားတာချက်ရှိရဲဘယ်အားတာချက်ကိုဘယ်လိုတုံးရမလဲဆိုတဲ့ဟာကိုသူကကောင်းကောင်းသိပြီးသားဆိုတော့ကျွန်တော်တို့သေသေးချာချာခိုင်လိုင်းပြနိုင်တယ်ကျွန်တော်တို့ကလည်းကိုဝင်းခိုင်လိုင်းပြတဲ့အတိုင်းအဲနောက်ကနေအားအားဆိုင်ထုတ်မှုကိုလုံးဝ100%အထက် ကြော်လွန်အောင်ပေးပြီးတော့ရိုက်ထားတာအဲဒါကျွန်တော်တယောက်တည်းမှမဟုတ်ပါဘူးဒီဒီမှာပါတဲ့ cast တွေအကုန်လုံးပါပဲဟုတ်ကျွန်တော်ဒီနေ့ခုပြောချင်တဲ့ဟာလေးတော့ရှိရယ်ဟိုပဲတည်ရင်တော့ပြန်တည်ရင်တော့စိတ်ဆိုးရင်လည်းဆိုးလိမ့်မယ်ပေါ့နော်။ဘာလဲဆိုတော့ဒီဘက်ကဒီထဲမှာဒီ story 3ခုပေါ့နော်။ story 3ခုမှာဆိုသူ plain language ကိုတခုချင်းစီတွားထားတယ်။ plain language ကိုဒါအဲ့ဒါကျွန်တော်တို့စီရဲ့ ဟိုကျွန်တော်တို့စီမှာဒါအစ်တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲဆို story telling နဲ့ညှိပြီးတော့မှ plain language ကိုတစ်ခုကိုတစ်ပိုင်းကိုတစ်မျိုးစီသွားထားတယ်။အဲအဲ့ဒါ तू तू မသိအောင်ကျွန်တော်ခိုးပြောတာ။အဲ့ဒါအဲ့ဒါပါပဲ။ channel ကိစ္စတွေကဒါကျွန်တော်တို့အကုန်လုံးကဒီဒီရုပ်ရှင်နဲ့အာဘဝနဲ့ကိုတွဲချီထားရလူကြီးပဲဆိုတော့ဒါကိုအကုန်လုံးကဟိုပြင်းပြင်းထန်ထန်စူးစမ်းကြမယ်ဆိုတော့ယုံကြည်ပြီးသားပါ။ပြည့်စုံပါပြီ။ perfect ပါ။ ခုနှစ်နှစ်မှာကျွန်တော်တို့ရဲ့အဲလဲလဲဆက်ဆက်ရိုးသားနဲ့ကျွန်တော်တို့ဖန်တီးပြီးတော့ကျွန်တော်တို့ရုပ်ရှင်ပြန်ပြောရဆိုရုပ်ရှင်လေးကိုအဲယုံနေပေါ်မှာခံစားလို့ရပါပြီကျွန်တော်ရဲ့ခံစားချက်တွေကိုမျှဝေပါနောက်ပြီးတော့ဝေဖန်မှာအကိဖြတ်ပါဆိုတာမျိုးကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့အတော့ကြီးတွေကကျွန်တော်မျောပါလို့မရတာသိကြတာနော်မျောရပါအောင်မျောရပါအောင်မျောရပါ ကျွန်တော်မျောနေပြီသားပါကျွန်တော်ယောက်ျားလေးတွေတော်ကီဖုတ်တာမဟုတ်ဘူးနော်မိန်းကလေးတွေတော်ကီကျွေးနေပူကျဲနေအခွင့်အရေးလည်းပြောင်းပေးလိုက်တာပါသူကတဘောတမိုင်းတစ်ယောက်လုံးမှာယောက်ျားလေးတွေကပဲအဲ့လိုဖြစ်ရတယ်ဆိုတော့သူကမျိုးသမီးလေးတွေကအဲ့လိုလုပ်ပေးမယ်ဆိုတော့လေဒါနော်ကျွန်တော်လည်းမငင်းသင့်ပါဘူးနော် မြင်နေပါဘူးမြင်နေပါဘူးမမြင်တော့မမြင်တော့ဒါပေမဲ့မျောလို့တော့မရဘူးမျောလို့တော့မရဘူးနော်မျောရင်တော့ပါသွားပါဒီပြန်မပြောရွှေစကားကြီးကကျွန်တော်ယုံငားပြီးပြရတာဖြစ်တယ်ယုံငားပြီးပြရတာဖြစ်တဲ့အတွက်ကြောင့်9ရက်နေ့10ရက်နေ့9ရက်နေ့ကြာလို့ရှိရင်တောက်ကြစနေတနင်္ဂနွေပေါ့တောက်ကြစနေတနင်္ဂနွေကြာလို့ရှိရင်ယုံထဲမှာလူပြေးဖို့တကယ်အရေးကြီးပါတယ်နောက်ပတ်တွေနောက်ပတ်တွေယုံတင်ဖို့ဆိုလို့ရှိရင်လည်းဒီ3ရက်ကတကယ်အရေးကြီးပါတယ်လို့အဲ3ရက်မှာတကယ်အဲ ခဲနဲ့လာအားပေးဖို့ကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်။ဟုတ်တယ်။အဲ့တော့ကျွန်တော်ဒီပြန်ပြောရုပ်ရှင်ကားကလူငယ်တွေလူငယ်တွေအစ်စ်တွေအကုန်လုံးစုပြီးတော့မှလောက100%အကျော်ဒီစူးစမ်းထားတဲ့ကားဖြစ်တဲ့အတွက်အဲကျွန်တော်တို့အများကြီးအားပေးကြမယ်ထင်ပါတယ်အဲပြီးရင်လည်းကျွန်တော်တို့ဝေဖန်ပေးကြပါဦးအဲ့ဒါထက်ပြီးတော့ကျွန်တော်တို့ဒီလူငယ်တွေကိုလည်းအခွင့်အလမ်းပေးခဲ့ဒီကျွဲပေးချပါတော့ဒီထုတ်လို့ရေလည်းကျေးဇူးတင်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့အဲ့ ရှေ့ရက်ခုနှစ်ရက်ရှေ့ရက်ကိုးရက်ကြာရင်ကျွန်တော်တို့တွေ့ရှင်ပါတယ်တို့တွေ့ဆုံပြီးစကားတွေပြောကြရင်းနဲ့ကျွန်တော်တို့ပြန်မပြောရဆိုတဲ့ဟာကြီးကိုပြန်ပြောရင်းနဲ့ရတာခံကြပါဘောညာတူမတူတာတွေကြည့်ကြမယ်ကြည့်ကြမယ်ကြည့်ကြမယ်